လူတွေကဒေါသတော့သိတယ်လောဘတော့သိတယ်မောဟသိသိနော်ဒါကြောင့်မလို့မောဟဆိုတာဘာလို့ဆိုမသိပဲဖြစ်တတ်တယ်ကဲစဉ်းစားကြည့်အောင်မောဟဆိုဒီမှာလှုပ်တဲ့နာနဲ့မလှုပ်တဲ့နာကိုခွဲခြားမသိဘူးပြောတဲ့နဲ့စကားမပြောတဲ့စကားခွဲခြားမသိဘူးတွေးတဲ့နာမတွေးတဲ့နာကိုခွဲခြားမသိဘူးမသိတော့ဘာဖြစ်တာလို့ဆိုမလှုပ်တဲ့နာကိုလှုပ်တဲ့နယ်လို့ထင်တယ်လှုပ်တဲ့နာကြတော့မလှုပ်တဲ့မှုလို့ထင်တယ် မပြောတဲ့စကားကိုပြောတဲ့လို့ထင်တယ်ပြောတဲ့စကားကြမပြောတဲ့ဘူးလို့ထင်မြန်တယ်ဟုတ်ကဲ့လားနောက်အဲ့လိုအထင်နေမှားတဲ့အခါကျတော့ဘာဖြစ်တယ်ဆိုမလုံတဲ့နာကိုလုံတဲ့နဲ့ထင်ပြီးလှုပ်တာပဲလုံတဲ့နာကျတော့မလုံတဲ့ဘူးထင်ပြီးမလှုပ်ခဲနေတယ်မှားမှားရွံ့ရွံ့နေနေပြဿနာမတက်ဘူးလားမောဟသမားလှုပ်သွားတာကိုယ့်ရဲ့ကာယအခြေပဲအကုန်လုံးပြစ်တင်ကြရတယ်ကြီးဖြစ်အဲ့ဒါကိုမောဟလို့ခေါ်တာနော်နော် မောလို့ပါဇက်ကြီးခနေတာကိုပြောတာမဟုတ်ဘူးမောဟဆိုတာတွေးဝင်ပြီးတော့လုံးတဲ့နာမလုံးတဲ့နာမသိလို့ပြဿနာတွေနောက်ဆက်တွဲတက်လာတာဒါကြောင့်မလို့မောဟဆိုတာမဖြစ်အောင်ဘယ်လိုထိန်းမလဲအခုလို့တရားနာတာဟာမောဟကျော်ပါအောင်တရားနာတရားစာအုပ်တွေဖတ်တာမောဟကျော်ပါအောင်တရားစာအုပ်တွေဖတ်တရားနာရတယ်မသိရင်မေးရတယ်တရားစာအုပ်တွေဖတ်ရတယ် လေ့ကျင့်ရတယ်အတိဉာဏ်တွေရအောင်ကြိုးစားရတယ်ဒါမောဟကိုဖယ်ဖို့ကြိုးစားတာပဲ